ိုင်းဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အလဲထိုင်20ကိုတင်ပြသွားမှာဖြစ်ပါတယ်အလဲထိုင်20နှမျိုးဖြစ်ပါတယ်ပေါ့နော်အလဲထိုင်မှာတော့ကျွန်တော်ကနန်း၅လုံးအထည်ယူထားတာဖြစ်ပါတယ်20နံပါတ်3နဲ့20နံပါတ်2နဲ့ပေါ့နော်ပင်ရှည်တွေဖြစ်ပါတယ်ခွန်တော်များ369နဲ့တုံများ26ရှိဖြစ်ပါတယ်အဲ့ဒီမှာ20နံပါတ်နဲ့မှာစုံဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော် ူတာက၃ညရဲ့6ရဲ့တူမယ်ပါနော်။တွင်းနည်းနှစ်ခုစလုံးမှာ၃ညရဲ့6ရဲ့အလဲထိန်ဆိုပြီးတော့ရတာဖြစ်ပါတယ်ပါနော်။တူရှားပြီးသွားတာက6၃ည6ဆိုတဲ့အတွက်ကြောင့်မို့၃ညအလဲထိန်ဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာတော့တနည်းနံပါတ်၁က၄၇၄၇၃ည၃၈၃၆ပါနော်။၃ည၄၆၈ဆိုတော့တူနေတာက၄၃ည၆စုံကနန်းပဲပါနော်။စုံအလဲထိန်ပဲဖြစ်ပါတယ်။ အဲ့ဒီမှာသူရှားပြီးသွားတာက66နှစ်ဆိုတဲ့အတွက်6တလုံးအလဲထင်ဖြစ်ပါတယ်ခင်ဗျာနံပါတ်နောက်ထပ်20နံပါတ်နှစ်ပေါ့နော်68 3ညနေလေးစုံပဲပေါ့နော်ဒီမှာတော့3ညအလဲထင်6အလဲထင်66နှစ်ပေါ့နော်68 3ညနေလေးဆိုတဲ့အတွက်ကြောင့်မို့68နှစ်အလဲထင် ပုံတူမှာဖြစ်ပါတယ်ပေါ့နော် 6ရက်2ရက်7ရက်အဲ့ဒီ3လုံးပေါ့နော်အလဲထင်3လုံးတူနေတာဖြစ်ပါတယ်6 2အလဲထင်ဖြစ်ပါတယ်အဲ့ဒီ6 2 7တဲ့က6 6 5ဆိုတဲ့အတွက်ကြောင့်မို့6တလုံးအလဲထင်ခြားပြီးသွားတာဖြစ်ပါတယ်6အလဲထင်ပေါ့နော်နောက်ထပ်9 6နှစ်တပင်မှာတော့3ညနှစ်လေး6 8ရက်ဟိုဘက်20နံပါတ်1က6 2 7ပဲပေါ့နော်6 2 7အလဲထင်ပဲထပ်ပြီးရတာဖြစ်ပါတယ် 6နှစ်ရှိအလဲထိုင်မှာစားပြီးတော့တာ9နှစ်ဆိုတဲ့အတွက်6သလုံးအလဲထိုင်ရင်3ချိန်ဆက်တိုက်ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တုံညာလေးလေးတပြင်မှာတော့ကျွန်တော်တုံညာနှစ်လေး6ရှစ်ဆိုတဲ့အတွက်6ရဲ့အိမ်မှာပုံတူအလဲထိုင်နှလုံးထဲပဲပေါ့နော်6ရဲ့4ရဲ့ဖြစ်ပါတယ်4အလဲထိုင်တုံညာလေးလေးဖြစ်ပါတယ်ခင်ဗျာရှင်းလေးတဲ့ကလေးတလုံးအလဲထိုင်ခြာပြစ်သွားတာဖြစ်ပါတယ် နင်းငါရှိတဲ့လေဒီဘက်ကတုံများနေလေး6ရှိဆိုတဲ့အတွက်နင်းရှိလေးအလေထိန်၃လုံးရမှာဖြစ်ပါတယ်ဗောနော်နင်းရှိလေးအလေထိန်၃လုံးတဲကနင်းနစ်တိချပြသွားတဲ့အတွက်နင်း၃လုံးအလေထိန်ဖြစ်ပါတယ်နင်းအလေထိန်ဖြစ်ပါတယ်ဗောနော်နောက်ထပ်၄93ညာ36ရဲ့73ညာ46ရဲ့မှာစုံကနန်းဖြစ်တဲ့အတွက်3ည64အလေထိန်ပုံတူမှာဖြစ်ပါတယ်၄3ည6အလေထိန်ထဲက လေးတလုံးအလဲထိုင်ရှင်းလေးသုံးစပြီးရှားပေးသွားတာဖြစ်ပါတယ်ဗောနော်လေးအလဲထိုင်နေရာဖြစ်ပါတယ်ရှင်းရှောက်သုံးတပင်ပါလေကျွန်တော်ခွန်သုံးများသုံးရှောက်ကိုရရှင်းသုံးများနေလေးရှောက်စပြီးရတာစုံကနက်ဖြစ်တဲ့အတွက်ကြောင့်မို့သုံးညရ6ရဖြစ်ပါတယ်6အလဲထိုင်ရှင်းရှောက်သုံးဖြစ်တဲ့ခင်ဗျာနောက်ထပ်နှစ်သုံးညကုတပင်မှာတော့8 4 9သုံးညသုံးညနှစ်လေး6 8ဆိုတဲ့အတွက်8 4သုံးညအလဲထိုင် ၃လုံးဖြစ်မယ်ပေါ့နော်အဲ့ဒီ၃လုံးထက်က၃ညာ၃လုံးအလဲထိုင်နှစ်၃ညာ၉ဖြစ်ပါတယ်၃ညာအလဲထိုင်နှစ်၃ညာ၉ပေါ့နော်ခွန်၉၃၅မှာကနန်းပေါ့နော်၄ခွန်၃ညာ၃ရှောက်ဆွေအတွက်မှာကနန်းကကျွန်တော်ခွန်ရ၃ရပေါ့နော်ခွန်၃အလဲထိုင်ထက်က9အလဲထိုင်ခွန်ခွန်၉ချပေးသွားတာဖြစ်ပါတယ်ခွန်အလဲထိုင်ခွန်ခွန်၉ပေါ့နော်နောက်ထပ် တနင်္လာနေ့ပတ်သက်ကခွန်တုံများ369 8တုံများနဲ့လေးလျှောက်စုံကနန်းဆူတဲ့အတွက်တုံများရဲ့6ရဲ့ဖြစ်ပါတယ်တုံများ6ထဲကတုံများအလဲထိုင်ခွန်တုံများတုံများဖြစ်ပါတယ်တုံများအလဲထိုင်ခွန်တုံများတုံများပါနော်နောက်တစ်ခု9814ခွန်9093မကနန်းဖြစ်တဲ့အတွက်9တိခွန်အလဲထိုင်3လုံးရမှာဖြစ်ပါတယ်9ရဲ့3ရဲ့ခွန်ရဲ့ထဲက9အလဲထိုင်300ဖြစ်ပါတယ် ငါထခွန်ကိုတိတုံးကမာကနန်းပေါ့နော်ကိုနေငါချစ်တဲ့ဆွေအတွက်မာကနန်းကကိုရဲ့ငါရဲ့တေးရဲ့ပေါ့နော်ကိုငါတိအလေထိုင်ဖြစ်မယ်ခင်ဗျာတင်ငါကိုပေါ့နော်အဲ့ဒီတုံးလုံးထဲကကိုအလေထိုင်ရှစ်ကိုလေးချပြီးသွားခေတာဖြစ်ပါတယ်ရှစ်ကိုလေးပြီးတော့နောက်ထပ်ပြန်မှာငါ၆၃ပေါ့နော်6 8 3ညနေလေးစုံကနန်းဆိုတဲ့အတွက်3ညနဲ့6နဲ့အလဲထိုင်ရမှာဖြစ်ပါတယ် အဲ့ဒီတုံများ6တဲက6အလေထိုင်ခြားပြီးသွားတာဖြစ်ပါတယ်5 63ပါနော်6အလေထိုင်69 95ချစ်တုံများနည်းလေး6ချက်မှာစုံကဏ္ဍက6နှစ်ရှိဖြစ်ပါတယ်6နှစ်ရှိအလေထိုင်3လုံးထဲက8အလေထိုင်68ခွန်ဖြစ်ပါတယ်68ခွန်ပြီးတော့နိနိခွန်ပါနော် 9နှစ်9ရက်ထက်ကစုံကနန်းဆွဲအတွက်6နှစ်8အလဲထိုင်3လုံးရမှာဖြစ်ပါတယ်။နှစ်နှစ်ခွန်ဆွဲအတွက်နှစ်အလဲထိုင်ခြားပြီးသွားခဲ့တယ်ပေါ့နော်။ပြီးခဲ့တဲ့ပတ်မှာ7403ရက်24683ရက်မှာသူနေတာက143စုံကနန်းအလဲထိုင်ပေါ့နော်။အဲဒီစုံကနန်းအလဲထိုင်ထက်က8အလဲထိုင်ခြားပြီးသွားခဲ့တာဖြစ်ပါတယ်။388ဖြစ်တယ်ခင်ဗျာ။ โอเคตาลีก็တော့ตัวนี้อย่าดูชาไปตัวในหาลีโกจนတို့ไม่สวยนะตีอย่าออกပြပေးရှင်းဖြစ်ပါတယ်ကျွန်တော်ကဒီလျှောက်တော်များချောက်အစားနေတော့ကျွန်တော်သွန်းနည်းနဲ့တကွာတပင်ရှင်းတော်မှာပြရတော့ဘူးပါနော်အလဲထိုင်6အလဲထိုင်7အလဲထိုင်2အလဲထိုင်7အလဲထိုင်ဆိုပြီးတော့ရှားပေးသွားခဲ့ပြီပါနော်သွန်းနည်းနံပါတ်1ကိုလေ့လာကြည့်အောင် တနည်းနံပါတ်၁ကိုခုနကကျွန်တော်ပြရတဲ့ရှောက်တော်များ၆ရှောက်ရှောက်နှစ်ကနေတော့မပြတော့ဘူးပေါ့နော်ဒီနေ့အတိုင်းပဲကျွန်တော်တို့မိတ်ဆွေများပြန်ပြီးတော့လေလာကြည့်ပေါ့နော်ကျွန်တော်ကဒီရှောက်ရှိခွန်တပင်ကနေရှင်းပြသွားမှာဖြစ်ပါတယ်ရှောက်၃၄၈ရှင်းတဲ့၆ပေါင်းရှင်း၄ပေါ့နော်နောက်တစ်ခုခုနှစ်နှစ်ကြိမ်ပေါင်း၄ရှောက်နဲ့၄ပေါင်းရှင်း30ဖြစ်ပါတယ်၃နဲ့၆နဲ့ပေါင်းရှင်း9ခုနှစ်နှစ်ကြိမ်ပေါင်းရှင်းက14ပေါ့နော် တောင်ညာနဲ့ချောင်းနဲ့ပေါင်းရှင်း6ခုအနောက်က3နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အတူတူထပ်ပြီးတော့ပေါင်းကြည့်မယ်ပေါ့နော်4နဲ့6ပေါင်းရှင်းက30ဖြစ်ပါတယ်။4 9ပေါင်းရှင်း73ခုအနောက်မှာရှိတဲ့3နဲ့ပေါင်းရှင်း66ရှားရမယ်ပေါ့နော်။6ခုကြတော့3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။9ကိုလည်း3နဲ့ထပ်ပေါင်းတာ7 2ကိုလည်း3နဲ့ပေါင်းတာက9 9ကိုလည်း3နဲ့ထပ်ပေါင်းတာ8 6 9 9 8 3လုံးအလေအဲ့ဒီ ငါးလုံးအလေထိုင်ဖြစ်မယ်ပေါ့နော်ငါးလုံးထဲကနင်းအလေထိုင်နင်းနစ်ခွန်ချပေးသွားတာဖြစ်ပါတယ်ရှောက်ကူနင်း၅ရှစ်မှာနင်းနစ်ခွန်ဆိုပြီးဒီမှာရေးပြပေးထားတာဖြစ်ပါတယ်ပေါ့နော်ဒါဒီလဲအပင်းနတ်ပေါင်း20ကျော်ထိရှိသွားပြီဖြစ်တယ်ကျွန်တော်နံပါတ်စင်မရေးပြတော့ဘူးပေါ့နော် နောက်ထပ်တပင်ကိုထပ်ပေးလေးလာကြအောင်နင်းနစ်ခွန်ကနေ388တပင်ကိုပေါ့နော်အပေါ်ကယူတဲ့နေ့တိုင်းပဲဖြစ်ပါတယ်တစ်ကြိမ်တစ်ကြိမ်တူတစ်ကြိမ်တူတစ်ကြိမ်ဒီမှာနှစ်ကြိမ် အပိမတစ်ကျင်းဒီထိမ်မှာတစ်ကျင်းအပေါင်း၃နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ငါဆိုရင်နှစ်က၃ကျင်းဆိုတဲ့အတွက်6 6နဲ့ပေါင်းတာဆယ်နှစ်ဖြစ်ပါတယ်။ဒီအနောက်က9နှစ်ကျင်းပေါင်း14ကိုနှစ်နဲ့ပေါင်းချင်း6ပေါ့နော်။ရှင်းနဲ့၄ပေါင်းချင်းက7နှစ်နှစ်နဲ့ကျင်းပေါင်းချင်းက၄အနောက်က၄ခွန်ပေါင်းချင်းက7ကိုအနောက်က၃နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။6ရက်၄ရက်ပေါင်းလိုက်မယ်ပေါ့နော်။6 4ပေါင်းချင်း30 အနောက်ကတင်းနဲ့သုံးပေါင်းရှင်းသည်လေးပေါ့နော်နင်းနဲ့နှစ်ပေါင်းတာလေးတစ်သုံးပေါင်းရှင်းလေးဆိုရတဲ့လေးနဲ့လေးပေါင်းရှင်းကရှေ့ရာတွေအတွက်ကြောင့်မို့ရှေ့ကိုသုံးပေါင်းရှင်းဆက်တည်ဖြစ်ပါတယ်အပေါ်ကလိုမျိုးပဲပေါ့နော်သုံးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်လေးသုံးပေါင်းရှင်းခွန်ခွန်သုံးပေါင်းရှင်းသစိတနည်းအရာရှေ့တည်လေးခွန်သုံးရအလေထိုင်တဲ့ကရှေ့အလေထိုင်3 8 6ပြေးသွားခဲ့တာဖြစ်ပါတယ်ရှိတဲ့လေခွန်တော်များမှာ388ဆိုပြီးတော့ဒီများကြီးပြပေးထားတာဖြစ်တယ်ဗောနော် ကိုးချိန်အတွက်အလဲထိုင်၅လုံးယူတဲ့နေ့တွင်နံပါတ်၁ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ၃ chain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  ဒီမှာ၃ chain စီပေါ့နော်ဒီဟို၅ chain ဒီဟို၃ chain ပြီးရင် ထိတ်မှာ၃ chain ထိတ်စီမှာ၅ chain အပိတ်မှာ၃ chain ထိတ်မှာ၃ chain ကို၃နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။နေ့၃လီက၆ကိုတင်းနဲ့ပေါင်းရှင်းခွန်ပြီးရင်၈နဲ့ chain ၆ကို၃နဲ့ပေါင်းရှင်း၉၃ညနဲ့၈နဲ့ပေါင်းရှင်းက၈ဖြစ်ပါတယ်။ တင်းနေချိန်ပေါင်းရှင်းကနေပါတော့ခွန်နဲ့6နဲ့က73ပြီးရင်အပေါ်မှာရှိတယ်3နဲ့ထပ်ပေါင်းထားမှာဖြစ်ပါတယ်။နောက်ကြောင့်မို့ရှင်းနဲ့နေပေါင်းရှင်း30ခွန်3ပေါင်းရှင်း30 9နဲ့3နဲ့ကြံတဲ့အတွက်ကြောင့်မို့9 3ပေါင်းရှင်းပြီးစနစ်ရတယ်ပေါ့နော်စနစ်ကိုနေပေးကြည့်ပြီးတော့3နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်။9 93က8 8 3ပေါင်းရှင်းက7တိကောလေ3နဲ့ပေါင်းရှင်း4 နင်း9 8 4အလဲထိန်ဆိုပြီးရမှာဖြစ်ပါတယ်9ကြိမ်မှာနင်း9 8 4ရမှာဖြစ်တယ်ဗောနော် Okay ထပ်ပြီးတော့ကျွန်တော်20နံပါတ်2ကိုလဲထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်ဗောနော် ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ᱭᱟᱨᱟ ᱠᱚ ᱞᱮᱞᱟ ᱪᱤᱭᱟᱦᱚ ᱛᱟᱹᱱᱤ ᱱᱟᱯᱟᱱᱤ ᱫᱤᱞᱮ 6839 ᱱᱤ ကြတော့9329ပေါ့နော်9နဲ့ဒီ6နဲ့ပေါင်းချင်း73အလေက8540ဖြစ်ပါတယ်6နဲ့9ပေါင်း73ပေါ့နော်3မိကြီးမှာဖြစ်ပါတယ်6နဲ့ကြိမ်ပေါင်းချင်းက7ဒီ9ကနဲ့ကြိမ်30 6နဲ့ပေါင်းချင်း6 9နဲ့3ညာနဲ့ပေါင်းတာက9 6နဲ့ကြိမ်7ကိုအပေါ်မှာရှိတယ်တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီအနောက်ဆုံးက ခွင့်ရဲ့နေ့ရက် function 9ပေါ့နော်9နဲ့တက် function 30နောက်ထပ်ဒီနေ့နဲ့6နဲ့ function 10ဖြစ်ပါတယ်3နဲ့3နဲ့က6ဆိုတဲ့အတွက်6ရက်10ရက်က14ရက်နေပေါ့နော်14ကို6 8 3ညာနေ့ဆိုပြီးတော့ကျွန်တော်စုံဖြစ်အောင်ယူလိုက်တာဖြစ်တယ်ပေါ့နော်နေ့နဲ့ပဲပေါင်းထားတာဖြစ်ပါတယ်နေ့အလယ်ထိုင်းရှားပြီးသွားခဲ့တာဖြစ်ပါတယ်ပေါ့နော်၄၈၃ညာနေ့ထဲကနေ့အလယ်ထိုင်းနေ့နေ့ခွန်ဖြစ်ပါတယ် နောက်ပြီးတော့ဒီနေလေး68တုံညာရတာကိုတပည့်လေးလာကြည့်အောင်ပါနော်ဒီ68တုံ28ရှင်းနဲ့6ပေါင်း14ဖြစ်ပါတယ်နင်း9လီ30ခွန်ရ2ရပေါင်း9 9နာကျိန်က30တုံးနာကျိန်ပေါင်း6 6နဲ့4ပေါင်းရှင်းကလည်း30ဖြစ်ပါတယ်ဒီနေ့နဲ့ဒီ4ပေါင်းတာက6 6နာကျင်က7ကို3နဲ့3နဲ့ထပ်ပေါင်းတာ3ဖြစ်ပါတယ်။ဒါဆိုရင်4နဲ့6ပေါင်းရှင်းက30ရမယ်။9 3က7ရတဲ့အတွက်ကြောင့် နေလဲရှောက်ရှစ်တုံညာဆိုပြီးတော့ယူလိုက်တာဖြစ်ပါတယ်နေလဲရှောက်ရှစ်တုံညာပေါ့နော်အဲ့ဒီထဲကရှစ်အလဲထင်း3ရှစ်ချပေးသွားခဲ့တာဖြစ်ပါတယ်နေလဲရှောက်ရှစ်တုံညာမှာ3ရှစ်ဖြစ်ပါတယ်ဒီမှာရေးပြထားတယ်ပေါ့နော်ရှစ်အလဲထင်းဖြစ်ပါတယ်အဲဆိုရင်ကိုယ်ကျင်အတွက်ကတော့ကျွန်တော်အပေါ်ကယူတဲ့နေ့တိုင်းပဲဖြစ်ပါတယ်ပေါ့နော်33နေကိုတင်းနေပေါင်းရှင်း30ဖြစ်ပါတယ်85ဒီက40ရှင်းနေ3ပေါင်းကက ရှောင်းနှကြိမ်ကဆက်နစ်ဖြစ်ပါတယ်။ရှောင်းနှကြိမ်ဆက်နစ်ကိုရှင်းနေပေါင်းရှင်း30တင်းနဲ့တင်းနဲ့ခွန်ပေါင်းရှင်းက8ရှောင်းနှကြိမ်ဆက်နစ်ကိုအပေါ်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။ရှင်းနေနှပေါင်း30တင်းနဲ့နှပေါင်းဒါ3ပေါ့နော်အနောက်မှာရှိတဲ့တင်းနဲ့ပေါင်းရှင်း4ရတဲ့အတွက်ကြောင့်မို့လေရှောင်းရှင်းတုံညာနှစ်စုံကနန်းပဲထပ်ပြီးရနေတာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီ5ကြိမ်မှာ၄ ၄၆၈တများနေ့ဆိုပြီးတော့တွင်နည်းအရာဒီစုံကနဲအလေထိန်ဖြစ်မယ်ပေါ့နော်။ဒါဆိုရင်တွင်နည်းနှမျိုးစလုံးအလေထိန်နေရာမှာခြားပြီးသွားခင်မယ်ဆိုရင်တော့၄ရက်၈ရက်နေ့ရက်ဆိုပြီးတော့အလေထိန်၃လုံးကြံမယ်ပေါ့နော်။နေ့ချင်းလေးစုံကနဲအလေထိန်ရနေတာဖြစ်ပါတယ်။ Okay ။ဆက်ပြီးမပေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲပေါ့နော်။တွင်နည်းအရာနေ့ချင်းလေးစုံကနဲအလေထိန်ရနေတာဖြစ်ပါတယ်။ โอเคကြည့်ရှုတဲ့အခါမှာတော့ကြည့်စုပြပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါခင်ဗျာအားလုံးကိုကြည့်စုတင်ပါတယ်